မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ထန်းတပင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သားစစ်တပ်ဦးတင်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းထန်းတပင်မြို့နယ်စည်ရကြီးမြို့အခြေဆိုင်ခလာရ83မှထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တပင်ညွန့်စကန်မှာစစ်ကြောင်းတို့ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်သားစစ်တပ်ဦးတင်ဆောင်ခဲ့ကြောင်းယောနသန်ဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရယ်အေပြီလ28ရက်နေ့မနက်ပိုင်းထန်းတပင်မြို့နယ်အခြေဆိုင်ခလာရ83တန်းရင်မှာတပင်ညွန့်စကန်ကိုရိတ်ခါပို့ဖို့ထွက်လာတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းသိရပါရယ်ခေါင်းလိုက်ရ83တိုင်ရင်ကနေတပြည်ညွတ်စခန်းကိုရိခါပို့ပို့လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးတယ်လို့တိုင်ရင်3500တဲတပ်ခွဲနှစ်မှတာဝန်ရှိသူတအုပ်ကပြောပါရယ်အလားတူ AP လ28ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်တောင်ငူခရိုင်ထန်းတပင်မြို့နယ် KNU တပ်မဟာနေနေမြေ တပြည်ညွန့်စခန်းမှာတရားရအစ်စ်သားတွေကိုစည်ရကြီးမျိုးအခြေဆိုင်ခလာရ83တရင်ကိုပို့ဆောင်ဖို့ထွက်လာတဲ့စစ်ကြောင်းကိုဖြီတုကာကွယ်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သား9ဦးထပ်မင်းထိခိုက်ဒိဆုံသွမ်းကြောင်းသိရပါဗျာ။ တိုင်ပွဲကမနက်ပိုင်းကစတာညအထိပဲအင်အားက80လောက်ရှိရင်ခလာရ83ကနေလာတဲ့စစ်ကြောင်းကိုတပြင်းညွန့်ကနေထွက်ကြတဲ့သဘောလူနာရီလည်းပါတယ်အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းလုံးကိုအဖွဲ့ရိခွဲပြီးတိုက်ခိုက်ခဲ့တာပါတပြင်းညွန့်စခန်းကနေလာတဲ့စစ်ကြောင်းကပြည်သူတွေကိုဖမ်းလာပြီးလူသားတိုင်းကလုပ်ပြီးလာတာပါထွက်ပြေးလွတ်မြောက်လာတဲ့သူဆိုရင် ဖမ်းလာတဲ့အချိန်ဒရုန်းကြလို့စားခါတွေထွက်ပြေးတဲ့အချိန်မှာသူလည်းထွက်ပြေးလာခဲ့တာလို့ပြောတယ်လို့ရောနတန်ဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူတောက်ကသတင်းဌာနကိုပြောပါရယ်စစ်စင်ရေးတိုက်ခိုက်မှုတွေကိုတာဝန်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘွဲဘာကဖာနဲ့တာဝန်ခရိုင်3500တက်တန်ရင်ဒရုန်းတပ်ဖွဲ့3500နဲ့တန်ရင်တက်ခွဲ3တန်ရင်3500တက်တက်ခွဲနဲ့တန်ရင်3500နဲ့ KNU တပ်မဟာနဲ့တန်ရင်6နဲ့ရောနတန်ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ကြောင်းသိရပါရယ် နောက်ထပ်တပုတ်အနေနဲ့စီမီကုံမြို့မှာစစ်ဗိုလ်တုံးနဲ့ပြူစော်တီနှောင်းပြစ်ခတ်ခံရပြီးတေဆုံးကတနက်နှစ်လက်သိမ်းဆည်းရရှိရကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နဲ့စီမီကုံမြို့တွင်မှာစစ်ဗိုလ်တုံးနဲ့ပြူသောစီနှောင်းကိုပြစ်ခတ်ရှင်လင်းခဲ့ရာတေဆုံးသွားပြီးတနက်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခဲကသတင်းဌာနကိုပြောပါရယ်။မနေ့ကအီပီလာ30ရက်နေ့ည7:00နာရီကချင်းစီမီကုံမြို့နယ်အတွင်းကင်းပတ်လှလှနေတဲ့အကြံပတ်စစ်ကောင်စီတပ်မှစစ်ဗိုလ်တုံးနဲ့ပြူစော်တီနှောင်းကိုပြစ်ခတ်ရှင်လင်းခဲ့ရာသုံးစလုံးတေဆုံးသွားပြီး G3 အမျိုး စားတနက်နှစ်လက်နဲ့ G 78တောင်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ပူရောပြူနော်ဦးရောတည်သွားတာတနက်တောင်းလက် M3 တရက်ကကောင်းမရလို့မြို့ရဲဆိုတော့ကောင်းမရတာအပြန်လန်ပြစ်ခတ်မှုကတော့နည်းနည်းပပဖြစ်သေးတယ်။တက်ကောက်ချိန်မရလို့ပြန်ဆုတ်ခဲလိုက်ရတာကျွန်တော်တို့ MPD တပ်ဖွဲ့အနေနဲ့အခုလိုမျိုးမြို့ရင်းစစ်စင်ရေးတွေကိုအရှင်ကထပ်ပို့ပြီးတော့ကြေကြေပြန်ပြန်လုံဆောင်နိုင်အောင်ကြိုးစားနေတယ်။ အဲဒါကြောင့်စေအုပ်စုရဲ့အနီးနားတွေမှာပြည်သူတွေတွာလာခြင်းမပြုလုပ်ဖို့တိုက်တွန်းခြင်းမာရီလို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကတင်းထဏာကိုပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းချက်ဘလက်တိုက်က MPD တပ်ဖွဲ့မှရဲဘော်တွေကဖြောက်ကြားနှိပြူဟာကိုအတုံးပြုပြီးအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်တပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းအဖွဲ့တွေကိုမောင်းနှင်အားဖြင့်အပြုမယ်လို့မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘတ်စစ်တပ်ကပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းအဖွဲ့တွေကိုမောင်းနှင်အားဖြင့်အပြုမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကထုတ်ပြန်ပြောဆိုပါတယ်။မနေ့ကနေပြီးတော့မှပြုလုပ်တဲ့စစ်မှုထမ်းအထူးညီလာခံမှာအကြံဖတ်မင်းအောင်လိုင်းကအထက်ပါတိုင်းပြောဆိုလိုက်တာပေါ့။စစ်မှုထမ်းအဖွဲ့ကတီးကြားလွတ်လပ်တဲ့စစ်တပ်ရဲ့မိဆက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းဘ ਹੁ ဌာနချုပ်ယုံတိုင်းပြည်နယ်စစ်မှုထမ်းအဖွဲ့၂၀ဖွဲ့မြို့ နဲ့စစ်မှုထမ်းအဖွဲ့308ဖွဲ့တို့နဲ့စစ်တပ်ရဲ့အရန်အင်အားဖြင့်လုံခြုံရေးကိစ္စရပ်တွေမှာပါဝင်နေကြောင်းတခါကစစ်သားဖြစ်ခဲ့ပူးရင်အမြဲတမ်းစစ်သားဆိုနိုင်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်စစ်မှုထမ်းအုပ်နေနေနဲ့စစ်တပ်ကချမှတ်ထားတဲ့ပြည်သူ့စင်မဟာပြူဟာအောင်မြင်စင်ရေးအတွက်စစ်မှုထမ်းအဖွဲ့တွေရဲ့စီယုံကြီးစွမ်းရည်ကိုမောင်းနေအားဖြင့်ထိရောက်စွာအသုံးပြုနိုင်ရမှာဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်အစံဖက်စစ်တပ်ကလက်ရှိမှာနိုင်ငံတော်မှစစ်မှုထမ်းအုပ်တွေကိုစစ်တပ်ကိုပြန်လည်ခေါ်ယူပြီးရှေ့တန်းစစ်မြေပြင်ကိုစီလိုခြင်းမျိုးပြလုံခြုံရေးတွေမှာပူးပေါင်းပါဝင်စေခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းစစ်မှု တံအဖွဲ့ရေးစီမှတင်ရပါတယ်။ နောက်ထပ်တပုံးနီနဲ့စစ်ကောင်စီရဲ့အပြစ်ရဲ့နောက်ဆုံးညမှာမိုးကုံမြို့ကိုလေးချောင်းမှပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုံမြို့နယ်ကိုစစ်ကောင်စီကဧပြီလ30ရက်ညပိုင်းမှာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေးချောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်းတမတော် TNL ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကဧပြီလကုန်ထိအပြစ်ရမယ်လို့ကြေညာထားတော့လဲမိုးကုံမြို့ပါဝင်နိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုတွေကိုရှိန်မြင့်လှုံ့ဆော်နေခြင်းဖြစ်ပါတယ်။ AB 30ရက်ည8နာရီခွဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မိုးကုံမြို့အနောက်ပိုင်းတစ်ဆိုင်ကုန်နဲ့ကြောက်ပုတ်ကြီးရွာကြားပုံကျဲတိုက်ခိုက်ခဲ့ကြောင်း င်း TNL ကအသိပေးပါရယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုရှိမရှိအခြေအနေကိုတော့ဖော်ပြမထားပါဘူး။စစ်ကောင်စီက TNL သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုလည်း AP24 ရက်ကလေကြောင်းတိုက်ခိုက်ခဲ့ရအစိမ့်ဝင်ပုံများအုံပြတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါရယ်။ စစ်ကောင်စီက PSLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလင်းကြောင်တိုက်ခိုက်ခြင်းပြုလုပ်လျက်ရှိကြောင်းပြည်သူလူထုတွေကိုရည်ရွယ်ချက်ရှိရှိဦးတည်ပြီးပုံကျဲတိုက်ခိုက်နေတာဖြစ်ကြောင်း DNL ကထုတ်ပြန်ခဲ့ပြီးပြည်သူများအနေနဲ့စစ်ရေးအမြဲတည်ရှိဖို့နဲ့လင်းကြောင်ရန်ကာကွယ်ဆိုင်ရာများလိုက်နာဆောင်ရွက်ဖို့ထပ်မံနှိုးဆော်ထားပါတယ်စစ်ကောင်စီလင်းကြောင်ပုံကျဲခဲ့တဲ့မိုးကုတ်ကမန္တလေးတိုင်းပြည်ဦးနယ်ခရိုင်တွင်းမှာရှိတာဖြစ်ပြီးစစ်ကောင်စီကဧပြီလတွင်ပြည်ဦးနယ်ခရိုင်ရှိမိုးကုတ်တပိတ်ချင်းစင်ကူနယ်မတရားမျိုး မြို့နယ်တွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုအကြိမ်များစွာနဲ့ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူအများအပြားသေဆုံးထိခိုက်ရသပိတ်ချင်းမြို့နယ်တခုထဲမှာပဲသေဆုံးသူ40ကျော်နဲ့ဒဏ်ရာရသူ40ကျော်ရှိကြောင်းသပိတ်ချင်းမြို့နယ်ပါကဖာကအသိပေးပါတယ်။စစ်ကောင်စီကမလ28ရက်စကိုင်းငလင်းကြီးဘေးကိုအကြောင်းပြရပြီး AP နေရမ30ရက်တိအပြစ်ရမယ်လို့ကြေညာခဲ့တော်လဲကြေညာချက်ကိုကိုရိုင်းချိုးဖောက်ပြီးလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကအသိပေးပါတယ်။အဲ့ဒီလိုအပြစ်ရကြေညာပြီး လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့စစ်ကောင်စီလက်ချက်ကြောင့်နိုင်ငံတော်ပြည်သူရာနယ်ကြီးအသက်ဆုံးရှုံးထိခိုက်ရတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုဒ်အနေနဲ့သခိုင်းမြောက်ချမ်းရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ကလေးငယ်နှုတ်သိဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။လေကြောင်းကတိုက်ခိုက်လို့ပြည်သူ၃ဦးထဏ်ရာရတယ်လို့လည်းသိရပါဗျ။သခိုင်းမြို့နယ်စစ်ချက်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့အသက်၁၀နှစ်အောက်ကလေးငယ်နှုတ်သိဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မေလတရမနက်၉နာရီလောက်မှာသခိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့စစ်ချက်ကြီးရွာကစေယုံစုကလက်နက်ကြီးတွေနဲ့မြောက်ဖက်ကကျင်းရွာတွေဘက်ကိုပစ်ခတ်ခဲ့တာလို့သိရပါဗျ။အဲ့ဒီလက်နက်ကြီးတွေကစစ်ချက်ရွာရဲ့အရှိမြောက်ဖက်ကားလမ်း နီးမှရှိတဲ့ရွာသားရရွာတွေကိုကြာပြီးအသက်၈နှစ်နဲ့၉နှစ်အရွယ်ကလေးနှုတ်ထိမှန်သေဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်အစထိပ်ပြီးသေဆုံးခဲ့ရလို့သိရတယ်အဲ့ဒီဘက်ကဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်နေတော့ဆက်သွယ်ရေးခက်နေတယ်တခြားအချက်လက်တော့မရသေးဘူးလို့ဒေသခံတောင်းကပြောပါရယ် ဒါအပြင်မေလာတရရင်နီးလေ၁၂နိုင်ကျော်မှလည်းစကိုင်းမြို့နယ်မြောင်ချန်ကတလိုင်းရွာရဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်။ AP 29ရဲ့နီးကလည်းညနေ9နိုင်ခွဲကနေညပိုင်း9နိုင်ကျော်ထိစကိုင်းတက္ကသိုလ်ထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့အရက်မျက်နှာစုံကိုအကြိမ်ကြီးများစွာပြစ်ခတ်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်။စစ်တပ်ကစကိုင်းတက္ကသိုလ်မှာ2024ခုနှစ်ပိုင်းမှာတက်ဆွဲထားတာဖြစ်ပါရယ်။ AP 25ရက်ကစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးလာတဲ့ တက်မှ33စစ်ကြောင်းတစ်ကြောင်းလုံးပြတ်အောင် PDF တွေကတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီစစ်ကြောင်းတိုက်ခိုက်ခံရပြီးရနောက်မှာစကိုင်းမြို့နယ်မြောက်ပိုင်းကိုစစ်တပ်ကနေစဉ်၄ကြောင်းပုံကျဲတိုက်ခိုက်နေတာလို့ဒေသရင်းစစ်ရေးတရင်အင်းမြတွေကပြောပါတယ်ဒါကြောင့်စစ်တပ်က EP25 ရင်းကစစ်ကြောင်းပြောင်းအောင်တိုက်ခိုက်ခံရပြီးရနောက်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာ၄ကြောင်းကနေတိုက်ခိုက်တာတွေကိုဇက်တိုင်းလုံးနေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်